တေးပြီးသားအမျိုးသမီးတရားကိုပြန်အသက်သွင်းလိုက်တော့အခါဘယ်လားဆိုတဲ့မိန်းကလေးတရားဟာတေးပြီးသွားတဲ့နောက်မှာသိပ္ပံပညာနဲ့အသက်ပြန်ရှင်ခဲ့ပါတယ်။သူမကိုကလေးငယ်ရဲ့အုံနောက်နဲ့အစာထုတ်ကူတာပေးပြီးအသက်ပြန်ရှင်အောင်ပြုလုပ်ပေးခဲ့တဲ့အတွက်သူမရဲ့စိတ်ဟာလည်းကလေးတယောက်ရဲ့စိတ်ဖြစ်နေခဲ့တာပါ။အဲလိုဖြစ်နေပေမဲ့လေသူမကိုထိန်းချုပ်နေကြတဲ့အမျိုးသားတွေအများကြီးရှိနေပြီးသူတို့ကြားထဲမှာဘလို့ရုံးခဲ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားဝယ်ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇလန်လေးရဲ့အစမှာဆိုရင်တော့တေဆုံးနေတဲ့ဘယ်လောင်းဆိုတဲ့မိန်ကလေးကိုဒိဗန်ပညာရှင်ကြီး Godwin Butter ကပြန်အသက်သွင်းပေးခဲ့တာပါဘယ်လာကသူမမသိဆုံးခင်ကိုဝင်လွယ်ထားတာဖြစ်ပါလေ။သူမကိုအသက်ပြန်သွင်းတဲ့အခါမှာလေသူမရဲ့မူလအုံနောက်နဲ့ပြန်အသက်မသွင်းမဲနဲ့သူမရဲ့ဗိုက်ထဲမှာရှိတဲ့ကလေးရဲ့အုံနောက်ကိုအတုံးပြုခဲ့တာကြောင့်ဘယ်လာဟာကလေးအုံနောက်နဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေရတာဖြစ်ပါလေ။အဲဒီအခါမှာဘယ်လာကမျက်စိဖွင့်တဲ့နေရာစပြီးတော့စကားပြောနေ၊လှုပ်ရှားနေ၊ထိုင်နေ၊စားနေစတဲ့အရာတွေအားလုံးကိုအစအနေပြန်သင်ယူရပါလေ။ ူမအတွက်ကဘာကြီးဟာအံအားသင့်စရာတွေနဲ့ပြည့်နှံ့နေခဲ့ပြီး Godwin ကတော့သူမကိုသူ့ရဲ့အိမ်ထဲမှာပဲထားခဲ့တာပါ Godwin ကသူမကိုစာသင်ပေးရတဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအတွက်လည်းသင်ပြပေးခဲ့ပါရီဘဲလာရဲ့အစားထိုးရတဲ့အုံနောက်ကလည်းတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးကိုပိုင်စိတ်တွေမေးခွန်းတွေလည်းပို့ပြီးတော့များလာခဲ့တာပါသူမဟာစနေတကြနဲ့နေဖို့မလိုတဲ့အတိုင်းသဘောထားပြီးတော့ ဘသူပြောတာမှနားမထောင်ဘူးကိုစိတ်ကြိုက်ပဲလုပ်မယ်ဒါလို့ဆိုတဲ့စိတ်နဲ့စိတ်ထားနဲ့ကြီးမြလာခဲ့တာဖြစ်ပါတယ်အချိန်ကြာလာနေမြဘယ်လာကလောကကြီးကိုသူကိုယ်တိုင်စူးစမ်းကြလာပြီးကိုပိုင်ယူဆအသက်တွေနဲ့နေထိုင်ခြင်းခဲ့ပါတယ်ဒီနေ့မှာတော့ဘယ်လာဟာ Dungen Weather ဘာဆိုတဲ့တကူကောင်းဆန်ပြီးကိုကိုကိုသာချက်တဲ့ဥပဒေရှင်တဦးနဲ့တူအင်္ဂါထွက်ပြီးတော့အပြင်လောကကိုစူးစမ်းလေလာဖို့ခရီးထွက်ခဲ့တာပါအရိယာစားပြီးတော့သူမရဲ့လွတ်လပ်ရေးကိုရှာဖွေတဲ့ဖီးစဉ်တစ်ခုစတင်လာခဲ့ပါတယ် ဒွန်ကင်နဲ့ဒူနိုင်ငံသားအသေးသေးကိုတွားလာရင်းနဲ့လူရီနဲ့တွေ့ဆုံကချက်ချင်းမုန်းခြင်းဆိုတဲ့စိတ်ခံစားချက်တွေကိုရှာတွေ့ခဲ့ပြီးကိုပိုင်ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာလှုပ်လှမ်းမှုဆိုတဲ့အရာတွေကိုပါစူးစမ်းခြင်းခဲ့တာပါ ။ဒွန်ကင်ကတော့သူမကိုပိုင်ဆိုင်ခြင်းနဲ့အမျိုးသားတယောက်သာဖြစ်နေပြီးသူ့ရဲ့စိတ်တိုင်းနေထိုင်ဖို့သာထိန်းချုပ်ပြောဆိုခဲ့ပေမယ့်ဘယ်လာနေနေကတော့သူ့ကိုယ်သူနားလည်လာအနေနဲ့သူ့ကိုထိန်းချုပ်ဖို့ကြိုးစားတဲ့ဒွန်ကင်ကိုလည်းဆွန့်လွတ်ခဲ့ပါတော့တယ်။ခရီးတွင်မှာဘယ်လာကလူအဖွဲ့အစည်းလိမ်ပိုင်းဆိုင်ရာနဲ့အာနာရီချာကပိုပိုင်စွမ်းရည်ဆုံးဖြတ်ခွင့်နေနဲ့ရင်းဆိုင်ရင်းနဲ့လူတယောက်အနေနဲ့ဘလို့နေထိုင်ရမလဲဆိုတာတွေကိုကိုရိုင်းနပူးတွေဒူးတွေကြောင့်ကမှသိရှိလာရတာပါ။ ူမအတွက်ကဘာကြီးရလှပါတယ်ယူတုတဲ့ရှုပ်ထွေးတယ်ဒါပေမဲ့ကိုပိုင်ရွေးချယ်권ရှိမယ်ဆိုရင်တော့အားလုံးကတန်မိုးရှိတယ်ဆိုပြီးတော့သတ်မှတ်ထားတာဖြစ်ပါတယ်ဂျွန်ကင်ကိုဆွလွန်လိုက်ပြီးရနာဘဲလာဟာသူမကိုရိုင်းတိဆောင်ထားတဲ့ဘဝကိုပဲရှောင်လန်းမာတော့တယ်ဒီတခါမှာတော့သူမရဲ့ပထမအဆုံးကိုပိုင်ရွေးချယ်မှုဖြစ်စေးပညာကိုလေ့လာဖို့ဆုံးဖြတ်ခဲ့တာပါဘဲလာကစေးတောက်တိုတွေကစာသင်ခန်းတွေမှာဝင်ရောက်လေ့လာပါတယ် သူမဟာမျိုးသားတွေဈာထဲမှာမှမျိုးသမီးတူဦးဖြစ်နေဝင်ရောက်ရတာဟာလူအဖွဲ့စည်းထဲမှာသူမရဲ့တမိုးကိုပြသဖို့အတွက်စတင်ခြင်းတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဘယ်လာဟာသူမရဲ့အရင်နာမည်ဖြစ်တဲ့ Victoria Blessing Tank ဆိုတဲ့နာမည်ကိုပြန်လည်မှတ်မိလာခဲ့ပါတယ်။သူမမိသားစုအကျန်းဖတ်မှုတွေမှာပြိမိနေတာကြောင့်ကိုဝင်ဆောင်နေစဉ်အချိန်မှာကိုကိုကိုအဆုံးစီရင်ခဲ့တာပါ။ဒါပေမဲ့အခုဖေလာကတော့တေးကျင်းနေရနေပြန်လဲမွေဖွားလာပြီးကိုပိုင်ရွေးချယ်ခွင့်ကိုပိုင်နေစနစ်တွေနဲ့ဘဝတစ်ခုကိုထူထောင်လာခဲ့တဲ့လူသစ်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမကိုထိန်းချုပ်ဖို့စူးစမ်းတဲ့ Godwin ချက်ချင်းနဲ့ဝမ်းနည်းမှုတွေကိုနားလည်ဖို့တင်ပေးတဲ့ Duncan နောက်ဆုံးသူမကိုပညာနဲ့လွှမ်းမိုးဖို့စူးစမ်းတဲ့အဖွဲ့အစည်းတွေကိုလည်းဘယ်လာကလေးလေးရှုပ်ပြီးတော့ထိုးချွန်ထမ်းမြက်တဲ့မိန်ကလေးတယောက်ဖြစ်နေရည်တည်နိုင်ခဲ့ပါပြီအဆုံးမှာတော့သူမဟာဘသူနောက်ကိုမှနောက်လိုက်မလုပ်တော့ဘဲနဲ့ကိုပိုင်လမ်းတွေကိုရွေးချယ်ပြီးလွတ်လပ်ချင်တဲ့ချက်ချင်းဆိုတာတွေကိုတကယ်နားလည်လာခဲ့တဲ့လူသားတယောက်ဖြစ်လာခဲ့ပါပြီ တနော်လေကိုရိုင်းရွေးချယ်ခဲ့တဲ့လမ်းမှာအနောက်ဆက်တွေအခက်ခဲတွေရှိနေမယ်ဆိုရင်တော့နောက်ပြန်မလဲပဲနဲ့အဆုံးအထိရှောင်းလန်းကြဖို့အတွက်အကြံပေးလိုက်ပါရစေလားနော်ဒီကနေ့ရဲ့ movie recap ကတော့ဒီလောက်ပါပဲအသေးသေးတော့အကြိုက်ဟိုင်နဲ့ပြန်လာခဲ့ပါမယ်ရှင် subscribe like and share ခေါင်းလောင်းလေးနေပြီးအားပေးတော့ပါအောင်နော်အငြင်းနဲ့ချစ်ခင်ပေးလို့လဲကျေးဇူးများကြီးတင်ပါတယ်